ဖျားကိုယုံကြည်တဲ့မိသားစုပြီးတော့ထရမ့်ကိုထောက်ခံပြီးတော့ဒါ conservative republican မိသားစုထေကနဲ့ပေါက်ပွားလာတဲ့ဒါကဖျားဖက်မှာအင်မတန်မှအားကြီးတဲ့သူတယောက်ကိုတက်ရလောက်တဲ့နှလုံးသားမျိုးကိုဘယ်ကနေရခဲ့တာလဲဒါကျွန်တို့အခုအထူးအဖြစ်တက်တဲ့နိုင်ငံမှာရောက်နေတဲ့မိသားစုတွေ အင်မတမတတိထားစရာတကူဖြစ်တယ်။ဒီလူသက်တမရောပင်ဆန်ကောင်းလေးရဲ့အကြောင်းကတော့ကျွန်တော် Facebook မှာအများကြီးကြားပြီးဒါဖြစ်တဲ့အတွက်ကျွန်တော်အလုံးအသိပိတာဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့တည်သူပြောင်းလေးတဲ့အရာကကျွန်တော်တို့အတွက်သင်ခန်းစာယူစရာအများကြီးရှိတယ်။အထူးအဖြစ်တော့ယုံကြည်သူမိသားစုတွေကိုကျွန်တော်အားပေးခြင်းတယ်။ဒါကဒီအနောက်နိုင်ငံတွေမှာ ဖြစ်နေတဲ့ကျွန်တော်တို့အားလုံးရှောင်လွှဲလို့မရတဲ့စာတမန်နဲ့ရေကြော့ကွင်းထဲမှာမိနေတဲ့မိသားစုရေဖြစ်ပြမှုလို့ပဲကျွန်တော်မှတ်ချက်ပေးချင်တယ်သူတို့မိသားစုကမမွန်ယုံကြည်တဲ့သူတွေဖြစ်တယ်လို့ပြောတယ်အဲ့တော့မမွန်ကခရိယန်လို့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့သူတို့လည်းပဲအာဖယား တည်ရှိခြင်းကိုယုံကြည်ပြီးတော့ခရိယန်လိုပဲဝိုးပြုတ်ကိုးကွယ်တဲ့ဘာသာဖြစ်တယ်ဖရာမဲ့တွေမဟုတ်ဘူးဘာဖြစ်လို့ခရိယန်မဟုတ်ဘူးလဲလို့ပြောမယ်ဆိုရင်တော့အာသူတို့ကတီးတန့်66အုပ်တမန်ကျမ်းစာအနက်သူတို့ရဲ့မှန်မှန်ကျမ်းစာအုပ်သုံးတယ်ဒီသူတို့ယုံကြည်ချက်နဲ့မတူ꿰ပြတဲ့တွင်တည်မှုအများကြီးသူတို့မှာရှိတဲ့အတွက်ကြောင့်ခရိယန်လို့တော့တတ်မှတ်လို့အာမရပေမဲ့ဒါဖရာမဲ့မဟုတ်ဘူးဟို ဂလင်းသူဆက်ဆံတဲ့အရာတွေ LGBTQ+ တို့အာကိုလက်ခံတဲ့အတိုင်းအဝိုင်းတွေကမဟုတ်ဘူးဆိုတော့ဖရာတရားရှိတဲ့မိသားစုအတိုင်းအဝိုင်းကဖြစ်တာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့လူသက်သမားဖြစ်ရတာလဲဆိုတဲ့အရာကိုကြည့်တဲ့အခါမှာသူကသူ့ရဲ့အတွေးအခေါ်ကဒီလက်ဝဲရင်တွေရဲ့အတွေးအခေါ်အများကြီးဝင်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့သူ့ရဲ့ဒီဖြစ်စဉ်တွေကိုကြည့်တဲ့အခါမှာသိရတယ်။အဲ့တော့သူမိသားစုစကားပိုင်းမှာချာလီလာမယ့်အကြောင်းပြောတယ်။ချာလီကအာဖက်စစ်ဒိဥဖြစ်တယ်။အမုံတရားတွေအာပြန့်ပွားစေတဲ့သူဖြစ်တယ်။ဆိုပြီးမှသူ့ကိုယ်တိုင်ပါဇက်ကနဲ့ပြောပြောတယ်ဆိုတဲ့အရာကိုကျွန်တော်သိရတယ်။ပြီးတော့သူပြစ်တဲ့တနတ်ကြီးစံအခွန်မှာပေါ့မပြစ်လိုက်ရမပြစ်လိုက်သေးတဲ့အကြီးစံ၃ခုရဲ့အခွန်မှာကိုရေးထားတဲ့အရာတွေက anti phases လို့ရေးတယ်ပြီးတော့ဒီ passive အာကိုဆန့်ကျင်တဲ့ passive ဝါဒကိုဆန့်ကျင်တဲ့တခြင်းခြေကစာသားတွေကိုအမှထိထားတယ်သူကတဲ့ကဒီလူက passive စနစ်ကိုလုံးဝအာမုံတီးတဲ့သူတယောက်ဖြစ်တယ်အဲ့တော့ဘာဖြစ်လို့အာ passive ဝါဒီကိုဝါဒကိုမုံတဲ့သူတယောက်ကလက်ဝဲရင်ဖြစ်ရတယ်လို့ပြောရင်အခုလက်ဝဲရင်ဒီမိုကရက်တစ်ပါတီတွေက Trump နဲ့အာ Republican တွေကို ဖက်စစ်ဟိုဝါဒီတမားတွေဖြစ်တယ်ဆိုမှအမြင်နဲ့သူတို့ဆွဆွေပြောဆိုတဲ့အရာဖြစ်တယ်အဲ့တော့အဲ့ဒါကိုကြည့်ချင်းအဖြစ်သူကဒီမိသားစုက Republican ဖြစ်ပေမဲ့သူ့ရဲ့အသွေးအခေါ်က Democratic ရဲ့အသွေးအခေါ်ဝင်နေတယ်အဲ့တော့လက်ဝဲရင်အစွန်းရောက်တူဖြစ်တယ်ဆိုတာကဒီတက်တယ်ကြီးကြည့်ချင်းအဖြစ်ကျွန်တော်မှတ်ချက်ချလို့ရတာဖြစ်တယ်အဲ့တော့သူ့ရဲ့ဒီအသွေးအခေါ်ကြောက်ပဲဒီ Charlie ရဲ့တွင်တင်မှုကတမန်ကျန်းစာပေါ်မှာရက်တည်တယ်အာ ဒီလက်ဝဲရင်းတွေကိုအများကြီးသူကတော့အခြေတင်ပြောဒီဘိတ်လုတ်ပြီးမှသူတို့မာယွန်းတဲ့အရာတွေကိုထောက်ပြတဲ့သူဖြစ်တဲ့အခါမှာသူ့အနေနဲ့ဒါကိုမခံနိုင်ဘူးအဲတော့ချာလီကိုသူ့အနေနဲ့တတ်ဖို့စိတ်ဝင်လာတာ ဖြစ်တယ်အဲတော့နောက်တစ်ခုပြောရမယ်ဆိုတော့သူဒီသူ့ရဲ့အသက်တန်းကြောင်းတုန်းကဗီဒီယိုဂိမ်းအရင်ကစားခဲ့တဲ့ဆိုတဲ့အာသူ့ရဲ့တငယ်ချင်းကစားဖို့တယောက်ပြောတဲ့အရာကိုကြည့်ချင်းအဖြစ်သူဒီလိုတတ်တဲ့အရာတွေက ီဗီဒီယိုဂိမ်းတွေကနေတဲ့ဆွေးလန်းခဲ့တာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်မှတ်ချက်ချလို့ရတာဖြစ်တယ်အဲ့တော့အာအတိကဒီအတွေ့အခေါ်ဒီဝါတမိုင်းတွေသူဘယ်ကနေရခဲ့တာလဲမိသားစုထိကမဟုတ်ဘူးသူရဲ့မမောသူသွားနေတဲ့ဖျားကြောင်စီကလည်းလုံးဝမဟုတ်တာတဲ့ရခိုင်နှုန်းတေချာတယ်ဒါဆိုရင်ဒီဝါတမိုင်းတွေသူဘယ်ကနေအာရိုက်တွင်းချင်းခံခဲ့ရတာလဲလို့ကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီ ချာလီအမြဲတမ်းပြောနေတယ်ပညာရေးကဖြစ်တယ်ဆိုမှကျွန်တော်မှတ်ချက်ချရမှာဖြစ်တယ်တကယ်တော့ဒီကောင်လေးကပညာရေးမှာလည်းအရင်ထူးချွန်တဲ့သူဖြစ်တယ်ဖြစ်ခဲ့တယ်ဒါပေမဲ့သူကြောက်သူတက်ခဲ့တဲ့ចောင်းတွေကိုကြည့်တဲ့အခါမှာဒီအစူးရចောင်းတွေပဲဖြစ်ခဲ့တယ်အဲ့တော့ချာလီအမြဲတမ်းပြောနေကြစကားကအစူးရចောင်းတွေကဝါဒမိုင်းသူ့တွင်းနဲ့နေရာဖြစ်တယ်ပညာကိုတကယ်လူချင်းတယ်စစ်မှန်တဲ့ပညာကိုလူချင်းတယ်ဆိုတော့ကိုယ်ပိုင်ចောင်းတွေကိုသွားပါ ဆိုမှသူအမြဲတမ်းလူငယ်တွေကိုအားပေးလက်ရှိတယ်အဲ့တော့သူဥပမာတစ်ခုပြောရမယ်ဆိုရင်သူဒီစီးပွားရေးပညာပါတာရက်ကိုယူထားတဲ့စီးပွားရေးအကြောင်းစာတစ်ယောက်ကိုအာသူကစီးပွားရေးပညာရှင်တွေနာမည်တစ်ခုပြီးတစ်ခုသူပြောပြတယ်၃ယောက်၄ယောက်ထိသူပြောပြတယ်ဒါပေမဲ့အဲ့ဒီအကြောင်းစာကအဲ့ဒီပညာရှင်တဲ့ဦးကိုမှသူမသိဘူးအဲ့တော့ Charlie ပြောတာကအေးအခုအနေတက်နေတဲ့အကြောင်းခံနဲ့ထွက်ပါ ဘာဖြစ်လို့လဲဆိုတော့ဒီပညာရှင်တွေရဲ့အကြောင်းကိုမသိဘူးဆိုရင်နင်တက်နေတဲ့အကြောင်းကသူတို့လူချင်းနဲ့သူတို့ရဲ့အတွေ့အခေါ်နဲ့တူညီတဲ့အာဇီဝရေးပညာရှင်တွေရဲ့အတွေ့အခေါ်ကိုပဲသင်ပေးတဲ့အကြောင်းဖြစ်တယ်အဲ့တော့သင်တို့ကိုသူတို့လူချင်းနဲ့အဝါဒထဲဝင်လာအောင်အမ်ဒီဝါဒမိုင်းတွတ်တွင်းတဲ့အကြောင်းဖြစ်တယ်အဲ့တော့တခြားအကြောင်းကိုရွေးပါဆိုမှအဲ့လိုအာပညာပေးခဲ့တာဖြစ်တယ်အဲ့တော့ကြည့်မယ်ဆိုရင်ဒီအရာကအရင်မှန်တဲ့အရာဖြစ်တယ် အခုဒီအနောက်နိုင်ငံအចောင်းအများပိုင်အစိုးရထောက်ပံ့တဲ့အចောင်းအများပိုင်ကဒီဒီမိုတွေရဲ့ဩဝါဒတွေအများကြီးလွှမ်းမိုးလာပြီးအဲ့တော့လက်ရှိတက်တဲ့အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ကျွန်တော်တမီတက်တဲ့အចောင်းအစိုးရအចောင်းဖြစ်တယ်ဒီနယူးဇီလန်မှာအဲ့တော့အဒီအចောင်းတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဒီပါတာတိုင်းကိုလေစားဖို့သူတို့တင်ပေးတယ်အဲ့တော့ပါတာတိုင်းရဲ့အာနေသူနေမြတ်တွေကိုသူတို့ကျင်းပပေးတယ် အဲဇာရွက်လေးတွေနဲ့အင်ယူလာတယ်သူတို့ပိုပကြီဆွဲတဲ့အရာတွေသူတို့တင်ခဲတဲ့အရာတွေတချို့ကိုယူလာတယ်အဲ့ဒါကိုကြီးတဲ့အခါမှာဒီဟိန္ဒူပါတာတို့မွတ်စလင်ပါတာတို့ဗုဒ္ဓပါတာတွေအကြောင်းကိုသူတို့တော်တော်ကောင်းအောင်သူတို့တင်ပေးတယ်ဒါပေမဲ့ခရစ်ယာန်ပါတာကိုတင်တဲ့အခါမှာဒီအတိကအဖြစ်ခရစ်ယာန်ပါတာနဲ့ပတ်သက်ပြီးမှအီစတာနဲ့အာခရစ်စမတ်အကြောင်းကိုသူတို့တင်ပေးတယ်ဒါပေမဲ့ခရစ်စမတ်အကြောင်းတင်ရင်ခရစ်တော်ရဲ့မွေးဖွားခြင်းအကြောင်းမပါဘဲနဲ့အာဆန်တာကလော့စ်အကြောင်းပဲပါတယ် အဲ့တော့ Easter အကြောင်းတင်ပေးရင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းမှပါပင်းနေဒီ Easter egg အဲကျုပ်အကြောင်းတွေပဲသူတို့ပုံတွေဆွဲလာတယ်အဲ့တော့ဒါကူကြည့်ခြင်းအဖြစ်ခရစ်ယာန်အကြောင်းတော့တင်ပေမဲ့ခရစ်ယာန်ရဲ့တမန်ကျမ်းစာကလာတဲ့အရာကိုမတင်ပေးနဲ့တခြား음ပါရာရက်အကြောင်းတွေကိုသူတို့အများကြီးတင်ပေးတယ်အဲ့တော့ဒီအရာတွေကိုကြည့်တဲ့အခါမှာအစူးရအကြောင်းမှအာဒီဖယားမေတွေ အစူရအကြောင်းမှာအလွတ်လုတ်တဲ့လူတွေအကြောင်းအုပ်တွေဒီပညာရေး policy ကိုင်တဲ့လူတွေကများတော့အဖြစ်ဖျားမှဲ့တွေများလာတယ်အဲ့တော့သူတို့အနေနဲ့ဒီမကောင်းတဲ့အရာခရိယန်ရဲ့အယူဝါဒခရိယန်ရဲ့ခံယူချက်နဲ့ဆန့်ကျင်တဲ့အရာတွေကိုပို့ပြီးတော့သူတို့အွန့်သွင်းတဲ့နေရာတခုဖြစ်တယ်ဆိုတာတော့ကျွန်တော်လုံးဝလုံးဝကျွန်တော်ငင်းပေလို့မရတဲ့အရာဖြစ်တယ်အခုအာတည်နေကနေမှာဆိုရင်အာဆေးကြော်တဲ့ကလေးတွေအမတော်စကူဝန်ဆောင်ခဲ့လို့ ကိုဝန်ဖြတ်ချခြင်းရင်မိပကိုအကြောင်းကြားဆရာမလိုဘူးသူတို့မှာ nuts တယောက်ရဲ့ approve ရရင်သူတို့ကိုဝန်ဖြတ်ချခွင့်ရှိတယ်ကုတာသမီးကိုရိုက်လို့မရဘူးအာဆုံးမရင်ချော့မော့ပြီးမှမြောက်ပြီးမှစုပြေးပြီးမှအာပေဆုံးမလို့ရတယ်အဲ့တော့ကိုကတမန်ကျန်းစာမှာကြတော့မိမိတာသမီးကိုချစ်ရင်ဂျိန်လုံးကိုတုံးရမယ်လို့ပြောတယ်အဲ့တော့အရာခတ်တဲ့ကဆန့်ကျင်ပဲဖြစ်နေတယ်အဲ့တကယ်လို့ကိုကဂျိန်လုံးတုံးရင်တို့ကကလေးတွေကိုပြောပြီးသားဖြစ်တယ် အမိပါရီနင်းတို့ကိုပူလီလို့လို့မရဘူးရိုက်လို့မရဘူးရိုက်ရင်ဒီနံပါတ်ကိုခေါ်ဆိုမှသူကတွင်တင်ပြီးသားဖြစ်တယ်တကယ်လို့ကိုကတခုခုအဲ့လိုလှုပ်လိုက်လို့ကိုတာသမီးကစိတ်ဆူပြီးမှခေါ်လိုက်ရင်ကိုတာသမီးကသူတို့လက်ထဲရောက်သွားတယ်ရောက်သွားမယ်အဲ့တော့ဒီနိုင်ငံမှာကကိုရဲ့တာသမီးကကိုမပိုင်ဘဲနဲ့အစူရကပိုင်တဲ့အာပုံစံဖြစ်နေတယ်တတ်တဲ့နိုင်ငံကိုရောက်လာတာတခါတလီမှာအခရိယနိုင်ငံကိုရောက်လာတယ်လို့ကျွန်တော် အာထင်ခဲ့ပေမဲ့တမန်ကျန်းစာနဲ့ဆန့်ကျင်တဲ့အရာတွေကနေရာတိုင်းမှာအစိုးရရဲ့ policy မှာကောကျောင်းရဲ့ပညာရေးမှာကောအာရခတ်သိန်းကဒီ script ရနေကိုဆန့်ကျင်တဲ့အရာတွေကိုကျွန်တော်မြင်တွေ့ရတဲ့အခါမှာအင်မတန်မှကြောက်ရတဲ့အခြေအနေစိုးရိမ်ရတဲ့အခြေအနေတခုမှာကျွန်တော်ရောက်ရှိနေတာဖြစ်တယ်။အာဒါကြောင့်ဒီ Charlie ရဲ့အားပေးစကားကိုကျွန်တော်ထပ်ပြီးတော့သုံးရမယ်ဆိုရင်တော့အာမိပါတွေအနေနဲ့ ဖူတာသမီးကိုအချိန်ပေးဖို့အင်မတန်မှအရေးကြီးတယ်။ချာလီရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူကအိုဘုတ်ကိုစောင့်နေတောက်ကြညကနဲ့စနေညထိသူလုံးဝဆိုရှယ်မီဒီယာဖုန်းကိုသူမသုံးဘူးအဲ့ဒါကသူ့ရဲ့မိသားစုနဲ့အချိန်ပေးတဲ့အချိန်ဖြစ်တဲ့ဘလော့ပဲအလုပ်များများမိပါကိုမိသားစုကိုအချိန်ပေးတဲ့အချိန်ဖြစ်တယ်လို့သူပြောတယ်အဲ့တော့ဒါသမီးတွေကိုအာခရီးယန်ကျောင်းတွေကိုသူတို့အာပို့တယ်လို့ပြောတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကလိုက်လျှောက်ရမှာဖြစ်တယ်ပြီးတော့မိခင်တွေအနေနဲ့ အလုတ်မလုတ်ပေးနဲ့အကုသားသမီးနဲ့အချိန်ပေးပြီးတော့အကုသားသမီးကိုပြုစုပြူထောင်ဖို့ကိုသူကအမြဲတမ်းအားပေးတာဖြစ်တယ်။အရင်တုန်းကခိတ်မှာအဲ့လိုပဲလုပ်ခဲ့တဲ့အမျိုးသားတယောက်ပဲလုပ်လုပ်ချင်းအဖြစ်မိသားစုတွေမတမ်းမကြမ်းမာခဲ့တယ်ပျော်ရွှင်ခဲ့တယ်အာနိုင်ငံတွေကောင်းခဲ့တယ်အခုအမျိုးသမီးတွေကအမျိုးသားနဲ့ရင်ပေါင်တန်းရမယ်မိမိဝင်ဝင်ရှိရမယ်လို့ပြောတဲ့အခါမှာအလုတ်လုတ်ရင်းနဲ့ကုသားသမီးကိုတစိမ့်လက်ထဲမှာထားရတယ်အဲ့တော့တည်သူနဲ့ပဲသားသမီးတွေက ပျက်စီးလာတယ်အခုဒါကဒီလူတက်မှုကိုကျိုးလွန်တဲ့ Robinson ကကျွန်တော်အတွက်တက်တယ်ဖြစ်တယ်နော်ယုံကြည်တဲ့မိသားစု Republican မိသားစုကနေမွေးဖွားလာပြီးမှလုံးဝမိပရဲ့အသွေးအခေါ်သူတို့ရဲ့အသားရဲ့အဖွဲ့ရဲ့အသွေးအခေါ်နဲ့ဆန့်ကျင်ဖက်အသွေးအခေါ်အာရှိလာတဲ့လူတယောက်ဖြစ်လာပြီးတော့လူတက်တဲ့တရားခံပါဖြစ်လာတာကဒါကျွန်တော်နောက်နိုင်ငံရဲ့သူ system ကအဲ့လို သွန်းပုစေတဲ့ system theme ကျွန်တော်ရောက်နေတယ်ဆိုတဲ့တက်တဲ့တခုဖြစ်တယ်အဲဒါကြောင့်မိပါတွေကိုအားပေးခြင်းနဲ့အာကိုယ့်ရဲ့တာသမီကိုအချိန်ပေးဖို့အလို့ဘလောက်ပဲကြိုးစားကြိုးစားအာကိုယ့်တာသမီကိုယ့်မိသားစုကိုအချိန်ပေးဖို့မိသားစုကြမ်းမှမှကျွန်တော်အတင်းတော်တွေကြမ်းမှမယ်ကျွန်တော်တိုင်းနိုင်ငံတွေကြမ်းမှလာမှာဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်စာတန်ကမိသားစုကိုကျွန်တော်ကိုပျက်စီးနေတာဖြစ်တယ်ဒါကိုကျွန်တော်အထူးတတိထားခြင်းအဖြစ်ခနဲ့ဒီလူတက်သွားတဲ့ကောင်းလေးရဲ့အသက်တာကို နမူနာယူခြင်းအဖြစ်ကိုမိသားစုကိုဖယားနဲ့ကြီးထွားလာအောင်ကိုရဲ့သားသမီးကိုဖယားနဲ့ယဉ်နီတိကျွမ်းလာအောင်ကျတို့အချိန်ပေးပြီးတော့ကျတို့ကြိုးစားလှုပ်ဆောင်ကြရအောင်လို့အနည်းငယ်အဝေးမြတာဖြစ်တယ်ဖယားတခင်ကောင်းကြီးပေးပါစေ